ကိုကျော်ထွန်းမြတ်နိုင်ပြောရဲစကားတော့သဘောကျတယ်လေးစားတယ် inspire အရန်ဖြစ်တယ်ကျွန်တော်တို့ဓာတ်တွေမှာတရားရှိရမယ်ဆိုရဲဟာကျွန်တော်တို့ကဓာတ်ကင်ထားတဲ့လူတွေတရားကိုလည်းတစ်ဖက်မှာကင်ရမယ်ဆိုရဲဟာကဒါကျွန်တော်တို့တိုင်းပြည်အတွက်လိုအပ်တဲ့အခြေခံအရေးမြစ်ပဲ KNDF သူစီဦးစီးချုပ်မောင်ဝီရဲ့ AAC ဦးစီးချုပ်ထွန်းမြတ်နိုင်အပေါ်ထားရှိရဲ့သမောထားမြင်ဖြစ်ပါတယ်ကျွန်တော်တို့မြေပြောတာရှိတယ်။ညာ မမာပဲအုတ်ချုပ်ချုပ်ရခိုင်ပဲအုတ်ချုပ်ချုပ်ကရင်ပဲအုတ်ချုပ်ချုပ်ပေါ့နော်ဘယ်သူမှဆိုအုတ်ချုပ်လို့ရဒါပေမဲ့အဲ့ဒီလူပုံကိုယ်တွေကတော့အဲ့ဒီကောင်းဆောင်တွေကတော့တနိုင်ကံလုံးရဲ့အခြေအနေကိုကြည့်ပေးတတ်တဲ့တနိုင်ကံလုံးရဲ့လိုအပ်ချက်တွေလိုလားချက်တွေကိုမျှတစွာစဉ်းစားတွေးခေါ်ပြီးပြီးတော့မှကောင်းဆောင်ပေးနိုင်တဲ့လူပုံကိုယ်တွေဖြစ်ဖို့တော့လိုတယ်ဆိုတာကိုကျွန်တော်တို့ကဒါဟိုစဉ်းစားထားတာရှိတယ်ကိုကျုပ်ကမျက်နှာကြော်ပြီး Chancellor 3လေးထက်လောက်ဟို ဖောက်ပြီးတော့ဝင်ပြီးတော့မှကတုတ်ကျင်ထဲရောက်တဲ့ချိန်တည်းမှာခေါင်းကိုတနက်နဲ့တည်ထားတဲ့ချိန်တည်းမှာအလံဖြူထောက်ပြီးကျွန်တော်ပြည်သူဖက်ပူပေါင်းပါတယ်ဆိုတော့အဲ့ဒါပြည်သူဖက်ပူပေါင်းတာမဟုတ်ပါဘူးအဲ့ဒါအရှင်ဖမ်းတယ်လို့ခေါ်ရတယ်ဒီစာရေးထားတဲ့အာရခတ်တတော်အေးရဲ့ခေါင်းဆောင်ဖြစ်တဲ့စီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုသဘောကျလေးစားတယ်လို့ကင်နီမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ဒုတိယစီဦးစီးချုပ်မာဝီကပြောပါရယ်ရခိုင်ပြည်နယ်တစ်ခုလုံးနှိပါးကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အေးရဲ့ခေါင်းဆောင်ဟာ ပြည်내တခုတည်းအတွက်သာမကပဲတနိုင်ငံလုံးရဲ့အကျိုးကိုကြည့်တဲ့အပြောနဲ့အလုံးနဲ့ညီတဲ့ခေါင်းဆောင်တဦးဖြစ်တယ်လို့အေယာဝတီနဲ့တီးတန့်အင်တာဗျူးမှာပြောဆိုတာပါကျွန်တော်ကြိုက်ဆောင်ကကျွန်တော်တနက်ကင်ထားတဲ့လူတယောက်ပဲကျွန်တော်စစ်တိုက်နေတဲ့လူတယောက်ပဲကိုကျော်ထွန်းမြတ်နိုင်ပြောရဲစကားတော့တဘောကြတယ်လေးစားတယ် inspire ရမ်းဖြစ်တယ်ကျွန်တော်တို့ဓားတွေမှာတရားရှိရမယ်ဆိုတဲ့ဟာကျွန်တော်တို့ကဓားကင်ထားတဲ့လူတွေ တရားကိုလည်းတစ်ဖက်မှာကန်ရမယ်ဆိုတဲ့ဟာကဒါကျွန်တော်တို့တိုင်းပြည်အတွက်လိုအပ်တဲ့အခြေခံအရင်းမြစ်ပဲစစ်ကောင်စီကဓာတ်ကန်ထားတယ်လေမင်းအွန်လိုင်းဓာတ်ကန်ထားတယ်ခေတ်ဆက်ဆက်တန်းရွှေဓာတ်ကန်ခဲ့တယ်တရားမှမရှိပါဘူးတရားမရှိတဲ့စစ်တပ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါကိုလောက်ကန်ဆောင်ရွက်နေရဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဓာတ်ကန်တဲ့လူတွေဖြစ်တယ်တရားရှိအောင်လဲနေရမယ်ဆိုတဲ့ဟာကဒါမျှတာတဲ့လူမှုတိုင်ဝမ်အတွက် တကယ်ကိုရေးပါတဲ့တွေးတော်ချက်ဖြစ်တယ်အဲ့တော့ဒီလိုပုံကိုယ်တွေကိုကျွန်တော်တို့မလေးစားစရာအကြောင်းမရှိဘူး inspire မဖြစ်စရာအကြောင်းမရှိဘူးအရန် inspire ဖြစ်အရန်လေးစားနောက်ကိုကုနေဧပြီလကကချင်ပြည်နယ်လိုင်းစာမြို့မှာအခြေပြုပေါ်ပေါက်ခဲ့တဲ့အေအေဟာဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ဥဆောင်မှု အောက်မှာရခိုင်ပြည်နယ်ကမြို့ပေါင်း18မြို့တဲကစစ်တွေကြောက်ဖြူနယ်မန်အောင်တို့ကိုပဲတိမ့်ပိုက်ဖို့ကြံတော့တာပါ ဒါ့အပြင်အေအေဟာအာနာသိမ့်ပြီးနောက်ပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကိုလည်းကူညီပံ့ပိုးမှုတွေပြုလုပ်ခဲ့သလိုလက်ရှိအချိန်မှာမကွေးတိုင်း AOR တိုင်းနဲ့ဘုကိုးတိုင်းတွေအထိပါစစ်ဆင်ရေးတွေတိုးမြင့်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ KNDF ကတော့2021စစ်တပ်အာနာသိမ့်ပြီးမှပေါ်ပေါက်လာတာဖြစ်ပေမဲ့ KNDF နဲ့အတွင်းကနေရအများစုကို KNDF တပ်မတော် KA အပါအဝင်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ပေါင်းပြီးသိမ့်ပိုက်ထိန်းချုပ်ထားနိုင်တဲ့အဖွဲ့ဖြစ်ပါတယ်။ကျွန်တော်တို့ တကယ်ပဲဒီမိုကရေစီလိုလားတဲ့သူတွေဆိုရင်ဒီတိုင်းပြည်ကိုဘယ်သူအုပ်ချုပ်ချုပ်ပေါ့ကျွန်တော်တို့အများပြောတာရှိတယ်။အဲဗမာပဲအုပ်ချုပ်ချုပ်ရခိုင်ပဲအုပ်ချုပ်ချုပ်ကရင်ပဲအုပ်ချုပ်ချုပ်ပေါ့နော်။ဘယ်သူမှဆိုအုပ်ချုပ်လို့ရတယ်။ဒါပေမဲ့အဲ့ဒီလူပုံကိုတွေကတော့အဲ့ဒီကောင်းဆောင်တွေကတော့တနိုင်ကန်လုံးရဲ့အခြေအနေကိုကြည့်ပေးတတ်တဲ့တနိုင်ကန်လုံးရဲ့လိုအပ်ချက်တွေလိုလားချက်တွေကိုမျှတစွာ စဉ်းစားသွေးခေါ်ပြီးပြီးတော့မှခေါင်းဆောင်ပေးနိုင်တဲ့လူပုဂ္ဂိုလ်တွေဖြစ်ဖို့တော့လိုတယ်ဆိုတော့ကျွန်တော်တို့ကဒါဟိုစဉ်းစားထားတာရှိတယ်။အဲတော့ကျွန်တော်ကျွန်တော်ပြောတဲ့ဘုရားထွန်းမြတ်နိုင်တော့ကတော့ဒါတနိုင်ကလုံးအတွက် ကြည်ပေးနိုင်တဲ့ကြည်ပေးနေတဲ့သူလည်းဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဖက်က ready ပါပဲ။ဒီဗီဒီယိုကိုအယာဝရီသတင်း channel ကနေယူသုံးထားပါတယ်။